မလ28ရက်နေ့သတင်းအစီအစဉ်ကိုတင်ဆက်ပေးပါရောင်းမယ်။ဒီနေ့သတင်းတွေမှာတော့ NLD လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ပြည်သူတွေစိတ်မပြတ်အောင်ကိုမျိုးနယ်အသီးသီးမှာတာဝန်ကြီးအောင်လှုပ်ဆောင်ကြဖို့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌထွန်အောင်ဆန်းစုကြည်ကပြောကြားခဲ့တဲ့ဆိုတဲ့သတင်း။သမိုင်းဝင်ရွှေစားရင်ဖျားပွဲတော်ကိုတပန်းလာပြည့်ကျော်ကိုရဲအထိကျင်းပသွားမှာဖြစ်ပြီးလက်ရှိအချိန်မှာလာရောက်သူနေပါလိရဲ့ရှိရဆိုတဲ့တဲ့တင်တောင်တကုံ26ရက်ကွယ်အာကစားကွင်းမြေနေရာကိုပုတ်ကလေးကကိုမှလွဲပြောင်းမှုဆန္ဒထုတ်ဖော်ဆွဲတဲ့တဲ့တင် အပြိုင်ဆိုင်ဆင်နွှဲကြတဲ့ရန်ကုန်မြို့ကဘုတ်စကိတ်ပြိုင်ပွဲဆွဲတဲ့တင်အဆရှိတဲ့တင်တွေပါဝင်ပါတယ်။ NLD လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ပြည်သူတွေစိတ်မပြတ်အောင်ကုမြို့နယ်အသီးသီးမှာတာဝန်ကျအောင်လှုံ့ဆော်ကြဖို့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကတိုက်တွန်းခဲ့တယ်လို့သိရပါဗျ။မတ်လ28ရက်နေ့နေ့လယ်ပိုင်းကလွတ်တော်ဝင်အတွင်းရှိစမူတီခံမဆောင်မှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်နဲ့ NLD ပါတီမှလွတ်တော်ကိုယ်စားလှယ်တွေတွေ့ဆုံခဲ့ရမှာအခုလိုထည့်သွင်းပြောကြားခဲ့တယ်လို့ မြို့သားဒီမိုကရေစီဖွဲ့ချုပ်ကဥဝင်းထိန်ကအခုလိုပြောပါရယ်ဒီကနေ့ကတည်းကသူ့အတောင်ကိုယူရတာပေါ့ဒါမှဆိုဖေ့စ်ဘွတ်အစီအစဉ်ဥရီရပါတီလုံကကိုထဲထဲဝင်လုံးလို့မရဘူးပြောရတဲ့တရားမသူကနောက်ဆုံးခုတ်ဆက်တဲ့အနေနဲ့အားလုံးနိုင်ငံရေးဘဘတရားတွေအဲ့နောက်ကိုဘယ်လိုနေထိုင်အောင်စားတော့မယ်ဆိုတာလေနောက်တစ်ခုကဒီကျင်းကဒီလူစစ်မပြတ်အောင်လို့ကိုမြို့နယ်အသီးသီးမှာ တောင်းကြေးရအောင်လုပ်နိုင်မှုတိုက်တွန်းတာပေါ့။သူပြောတဲ့အထက်မှာကျွန်တော်တို့ဒနယ်ရီက28နဲ့30နှစ်ပေါင်း30နှစ်ပါတော့စဉ်စဉ်ရဲ့ရုံကန်ခဲ့ရတယ်။အခုအချိန်မှာမချမ်းသာတော့လည်းပဲချမ်းသာမဲ့လမ်းစာတွေတွေ့နေပြီ။အဲတော့ချမ်းသာတန်ကိုခံနိုင်အောင်ကြိုးစားကြပါ။ချမ်းသာတာကိုမခံနိုင်မဲ့ဆိုကျွန်တော်တို့ဒီလူလူကိုတိုက်ရတဲ့ဘေးကိုပြန်မှတ်တော့ဒီလူကိုတောင်းနေလည်းတော့ခံစားကြပါ။ ကောင်းမလို့အားလုံးသူ့မြို့နယ်သူ့ဒေသမှာတိုးတက်တယ်တိုးတက်မှာတိုးတက်ကြောင်းဝိစားတယ်ကိုကျိုးသားလို့ဆောင်မှာဒါပါလို့ပြတ်တိုးသွားတာငါရွက်လောက်ကြာတယ်ဒါအပြင်လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့နေရာထိုင်တာနဲ့ပတ်သက်ပြီးအခွင့်အရေးမရှိဖို့အခွင့်အရေးမတောင်းဖို့စစ်စစ်ရဲနေရတာကိုပဲဂုံကြဖို့နဲ့စစ်စစ်ရဲနဲ့တစ္ဆာရှိရှိနေထိုင်ခဲ့တာကြောင့်အခုလိုနေရာကိုရောက်လာတဲ့အခါမှာ တိုင်းပြည်တာဝန်ကိုထမ်းဆောင်ဖို့အမေ့ကြဖို့ပြောကြားခဲ့တယ်လို့ဥဝင်ထိန်ကပြောကြားခဲ့ပါတယ်ကျွန်တော်လည်းပြောတယ်ဒီလွှတ်တော်မှာတုန်းကကျွန်တော်တပတ်တစ်ခါတော်တော်ကိုယ်စား40ကျော်နဲ့တွေ့တယ်တွေ့ရတွေ့တယ်ဟာဆိုလို့ရှိရင်အမတန်တမိုးရှိတဲ့နိုင်ငံရေးသင်္ကန်းစားတွေရတယ်လို့ဦးစားကြတယ်အားလုံးကလည်းသဘောတူကြတယ်ခုဆိုရင်တော့ဒီလိုခွေးရနည်းသွားပြီနည်းသွားတာလည်းဒီနေ့ပြောတဲ့သဘောတရားတွေဟာနိုင်ငံရေးသမားကောင်းတယောက်အနာဂတ်မှာပြည်သူလူထုကိုဘယ်လိုတည်ပေါ်ရမလဲဆိုတော့ထားမဲ့သဘောထားတွေကို ပြောပြတဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်ကိုယ်ယူရမယ်ဆိုတဲ့အကြောင်းလေးကိုပြောပြတာနောက်တစ်ခုကတော့ဒီမှာနေရခိုင်နာဆရာတော်ထဲနေပတ်သက်လို့ခွင့်ရမိရပါနဲ့ခွင့်မတောင်းရပါနဲ့စင်းစင်းနေတာကိုပဲခုံရပါကျွန်တော်စင်းစင်းနဲ့နေခဲ့တယ်နေခဲ့ပြီးတော့မှအခုဖြစ်ခဲ့တယ်သူပြောတာကျွန်တော်စီးစီးအားလုံးလူလူကခမ်းခံပြောင်းအောင်ရှိဒါအခုကြံတာပေါ့လေမကြံတဲ့လူတွေအများကြီးရှိတယ်ပဲ့သွားတဲ့လူတွေအများကြီးရှိတယ်အဲဒီကြောင့်တော့သူမပြောဘူးပေါ့သို့သော်လည်းကျွန်တော်စစ်ချက်မှာတော့ ဒီစင်းစင်းရဲရဲနေခဲ့ပြီးတော့တစ္ဆာရှိတဲ့အတွက်ကြောင့်မလို့ဒီလိုနေရာတောက်တဲ့အခါမှာတိုင်းပြည်တာဝန်ထမ်းဆောင်မှုမမေ့ရဖို့ဆိုပြီးသူပြောပြပေါ့ပြောသွားတာပေါ့အဲ့ဒီတွေ့ဆုံပွဲကို NLD ပါတီရဲ့ဗဟိုအလုံးမှုဆောင်ကော်မတီအဖွဲ့ဝင်ဦးဝင်းထိန်ပြည်သူ့လွတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်နဲ့အမျိုးသားလွတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်တန်းတို့တက်ရောက်ခဲ့ပြီးတွေ့ဆုံမှုဟာမိနစ်30ခန့်ကြာမြင့်ခဲ့ပါတယ်။ မန္တလေးမြို့ပသိမ်ကြီးမြို့နယ်ရွှေဆိုင်ရဲကျွော်မှာရှိတဲ့နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့သမိုင်းဝင်ရွှေဆိုင်ရဲဘုရားပွဲတော်ကိုတပေါင်းလာပြည့်နေ့မလ23ရက်နေ့ကနေစတင်ပြီးလာပြည့်ကျော်9ရက်နေ့ဧပြီလ10ရက်နေ့ထိကျင်းပလျက်ရှိရာလက်ရှိမှာတော့ပွဲတော်ကိုလာရောက်သူနှဲပါနေသေးတာဖြစ်ပါတယ် ရွှေဆိုင်ရံပွဲတော်စတင်ကျင်းပတဲ့တပေါင်းလာပြင်းနေမှာပွဲတော်လာသူတွေနဲ့စီကမ်းမှုရှိခဲ့ပေမဲ့လာပြည့်ကျော်နောက်ပိုင်းရက်တွေမှာတော့မင်္ဂလိမျိုးပေါ်နဲ့အနီးပတ်ဝန်းကျင်ဒေသတွေမှာလာရောက်သူအနည်းငယ်သာရှိပြီးခြားဒေသများမှာ net air ပြည်သက်များလာရောက်မှုမရှိသေးတာဖြစ်ပါလေရွှေဆိုင်ရံဖျားပွဲတော်ကိုရောက်လာကြသူတွေဟာဖျားဖူးခြင်းဖျားတရကမာကြီးမဲတော်စောမော်လာကိုကတော်ပွဲထိုးဝူကြီးဆက်တာခြင်းပွဲစည်းတဲ့လျှောက်ကအမတ်တရပစ္စည်းတွေဖြစ်တဲ့ထမ်းရွက်ပတိထမ်းရွက်ငါတောင်သူသုံးပစ္စည်းများ ရှမ်းပြည်နယ်မှာလာရောက်ရောင်းချတဲ့စေဖက်ဝင် တိုးတိဖူများရိုးရအစားအစာငုံကောင်းအောင်ကရေကရာစတဲ့စားတော့ဖွဲ့ရတဲ့နဲ့လူသုံးကုန်ပစ္စည်းတို့ကိုဝယ်ယူစားတော့ခြင်းအပြင်ဒုထဝရီမြေအတွင်းငှက်လေစီခြင်းအပျော်ရေကစားခြင်းတွေလည်းပြုလုပ်ကြပါတယ်။ရွှေစာရန်ဖျားပွဲတော်မှာမျက်လှယ်ပွဲများချင်းလာခတ်ပွဲများပါဝင်တပေါင်းလာပြည့်ကျော်6ရက်9ရက်နဲ့10ရက်နေ့ဒီမှာအမြင်သစ်ဇက်ပွဲကပြဖြော်ပြမှာဖြစ်ပြီးလာပြည့်ကျော်9ရက်နဲ့နှစ်ပိုင်းမှာတော့ရွှေစာရန်ကျေးရွာအုပ်စု၄စုရှိရွာပေါင်း၁၀ရွာက ုံးတော်ကြီးကျောင်း28ကျောင်းမှတန်ကားတော်အပါ180ကိုစွန်းသပိတ်လောင်းနှုတ်မှာဖြစ်ပါတယ်။အနောက်ရထားမင်းကြီးရဲ့မိဖုရားဆုံးမွန်လာတည်ထားခဲ့တဲ့ရွှေစာရံဖုရားဟာနှစ်ပေါင်း900ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ရှမ်းကုန်းမြို့တောင်နှကုန်း26ရပ်ကွက်မှာရှိတဲ့အားကစားခွင့်မြေနေရာကိုပုတ်ကလေးကလက်ကိုမရောက်ရှိစေဖို့အတွက်ရပ်ကွက်သူရပ်ကွက်သားတွေနဲ့ကလေးတငယ်တွေဟာမလ28ရက်နေ့နံနက်ပိုင်းကတောင်ဝင်းမြို့နယ်မှာရှိတဲ့ဟစ်တိုင်ခွင့်မှာဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဆန္ဒပြရမှာလူ200ကျော်ပါဝင်ဆန္ဒပြခဲ့ပြီးကျူးကျော်သမ ्या အော်ဟစ်ကဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီဆန္ဒထုတ်ဖော်ပွဲကိုဥဆောင်ခဲ့တဲ့ကိုကျော်စွာသိန်းကလည်းအခုလိုပြောပါဗျာ။ဆန္ဒထုတ်ဖော်တဲ့ရည်ရွယ်ချက်ကိုကျွန်တော်တို့နှစ်ရှည်လာများเนาะကျွန်တော်တို့ရက်ွက်စတီစဉ်ကတည်းကအဲကျွန်တော်တို့ရက်ွက်စတင်လေဒီနေရာဟာเนาะကစားကွင်းဖြစ်တယ်လို့เนาะ ဟိုတတ်မှတ်ထားခဲ့တဲ့နေရာအများယူဆထားတဲ့နေရာဒီလိုဘလုံးပွဲတွေရောအခါအားလျော်ဆိုတာကျွန်တော်အားကစားပွဲတွေလည်းကျင်းပတယ်နော်နေ့စဉ်နဲ့အမျှလဲကလေးတုံငယ်တွေဝင်ရောက်ကစော်စကားစားတယ်နော်အဲ့လိုမျိုးမျိုးစတီကတဲ့ကရက်ွက်စတီကတဲ့ကဒီလိုကစားကွင်းနေရာလို့တတ်မှတ်ထားခဲ့တဲ့နေရာကိုအခုလိုတောက်လျှောက်ကြီးနှစ်ပေါင်းများစွာကစားကွင်းအဖြစ်တည်ရှိလာခဲ့ပြီးတော့မှအခုအစိုးရအပြောင်းလဲ တိမ်မွေးစာပြောင်းလိုက်ရမယ်အချိန်ကာလအဲ့လိုအချိန်ကာလကြီးမှာကဒီလီတဧကနဲ့တတသမခွန်တဧကပေါ့နဲ့ဧကနှီးပါကျဲတဲ့ကစားကွင်းနေရာကြီးကိုရန်ကုန်မြို့တော်စီပင်သားရေးကော်မတီကအဲနာမည်တူးတဲ့ပေါ့ပေါ့ပုပ်ကိုတူးတဲ့အပေါက်ဖြစ်ကရန်ထုတ်ပေးလိုက်တယ်ကရန်ထုတ်ပေးလို့အဲ့ကရန်ကိုကင်ပြီးတော့အဲ့လူကသုံးလပိုင်းကစပြီးရောက်လာတယ်ရောက်လာပြီးတော့သူဝင်းနေ channel ဝင်းနေခတ်ဖို့ကြိုးစားတယ်စောက်အုံနေစောက်ဖို့ကြိုးစားတယ် အဲ့ဒါကိုကျွန်တော်ရုပ်ခွက်ကသုံးချိန်တိုင်တိုင်ထွက်ပြီးတော့ရုပ်ခွက်သူရုပ်ခွက်သားတွေကစီးလုံးကြီးရွှာနဲ့ကစားကွင်းတွေကမပပြောက်ရေးကိုတက်ကြီးလက်ကြီးနဲ့ကျွန်တော်တို့ကာဝယ်ခဲ့ကြပါတယ်ကာဝယ်နိုင်ခဲ့ကြပါတယ်အဲအခုလဲသူကထက်ခတ်ဖို့ဟိုကြံစီနေတဲ့သဘောရှိပါတယ်အဲ့လိုတော့ရှိပါတယ်အဲ့တော့ကျွန်တော်တို့ကသုံးချိန်သုံးခါကာဝယ်ခဲ့ပါတယ်ခရိုနီရဲ့ဒီပေါ့ဟိုအမီပေါက်ကျသွားတဲ့လုပ်ငန်းဒီပေါ့အမီပေါက်ကျသွားတဲ့ကရံပိုင်ရှင်တူတဲ့ရဲ့လက်ကိုမရောက်ရှိရေးကိုကျွန်တော်တို့ရည်ရွယ်ပြီးတော့ဒီဆန္ဒပြပွဲလေးကိုပြုလုပ်ရခြင်းဖြစ်ပါတယ် ဒါအပြင်အဲ့ဒီမြေနေရာကိုရခိုင်အစိုးရလက်ထက်ကတောင်တကုံမြို့နယ်စတင်တိဆောက်ရမှာရက်ကွက်အကစားကွင်းအဖြစ်ထားရှိခဲ့တဲ့အကြောင်းကိုရာယကဥက္ကရာဟောင်းဦးစိုးလိုင်ကလည်းအခုလိုပြောပါတယ်။ဒီကွင်းကိုလူငယ်တွေအားစားကွင်းဆိုတော့တတ်မှတ်တာကိုမြို့ပြစီမံကိန်းရဒီကောင်ကရက်ကွက်တကွက်ပေါ်ပေါ်မြို့ပေါ်ပေါ်ရက်ကွက်မှာကြောင်ဆေးရုံရက်ကွက်အားစားကွင်းဆိုတာရှိပြီးသား။ဒါလည်းအိုအင်ဦးစီးဌာနကလည်းဥပဒေကြောင့်ကိုလည်း plan ဆွဲထုတ်ပေးတာ။ ိုင်ငံတော်ကထုတ်ပေးတဲ့ plan ကိုနိုင်ငံတော်ဝန်ထမ်းတွေရဲ့ပေါ်ရုံမှုကြောင့်တမန်ဖြစ်မျိုးခရံပါရမထုတ်နိုင်ဒီအချိန်မှာလေးလံ့မြေဆိုပြီးတော့အချောင်းတမားတွေဝင်တော့အဲ့တော့သူတို့တယောက်ကောင်းသားကြီးတွေ့ကြည့်မလားရက်ွက်တစ်ခုလုံးရဲ့ကောင်းသားကြီးကြည့်မလားဆိုကျွန်တော်တို့ကရက်ွက်ကောင်းသားကြီးကိုကြည့်ရမှာမဟုတ်လားပုဂ္ဂလိကကောင်းသားဖို့လားဒါမဟုတ်အစိုးရမြေအစိုးရပြန်ဆရာရှိဖို့ကျွန်တော်လုပ်တာ မဟုတ်လားပုဂ္ဂလိကပိုင်ဆိုင်ဖို့ကကျွန်တော်မလိုလားဟုတ်လားဆာလာထုတ်ပေါ်ခြင်းဟာပထမဆုံးဖြစ်ပြီးတောင်းဆိုချက်များရရှိတဲ့အထိလှုပ်ဆောင်သွားမှာဖြစ်ကြောင်းယခုအစိုးရနဲ့အစိုးရအတွက်ကိုလည်းတင်ပြသွားမှာဖြစ်တယ်လို့သိရပါတယ်1994ခုနှစ်ကတကုံမြို့တောင်ပိုင်းမြို့နယ်26ရပ်ကွက်စတင်တည်ထောင်စဉ်ကမြေအေက2အေကခန့်ကိုအာကစားကွင်းအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပြီး 2016ခုနှစ်ကရန်ကုန်မြို့တော်စီပင်သာရေးကော်မတီမှ260အငှားမြေခရံနဲ့ငှားရမ်းခဲ့တာဖြစ်ပါတယ်။စန္ဒထုတ်ဖော်ပွဲကိုတော့တောင်ငုံမြို့နယ်ရဲတပ်ဖွဲ့မှုရုံးရဲ့ခွင့်ပြုမိန့်နဲ့ပြုလုပ်ကျင်းပခဲ့တာဖြစ်ပါတယ်။မြန်မာစကိတ်ဘုတ်ကလပ်ကဦးစီးကျင်းပတဲ့ဘုတ်စကိတ်ပြိုင်ပွဲကိုစကိတ်ဝါဒနာရှင်တွေကပအဝင်အစွမ်းပြရှင်ပြိုင်ခဲ့ကြပါတယ်။ ီပြိုင်ပွဲကိုရန်ကုန်မြို့ကညာလေးယုံစကိတ်ဝင်းမှာမတ်လ29ရက်နေ့ကကျင်းပခဲ့တာဖြစ်ပါတယ်။ပြန်ပွဲကျင်းပတဲ့မြန်မာစကိတ်ဘုတ်ကလပ်ကတာဝန်ရှိသူတဦးကအခုလိုပြောပါရတယ်။ကျွန်တော်ဒီပြန်ပွဲကျင်းပတဲ့ရည်ရချက်ကတော့ဒီကျွန်တော်မြန်လင်းကိုစကိတ်ခွင်းရဲ့ပထမဆုံးပြန်ပွဲလေးဖြစ်တယ်။ကျွန်တော်မြန်မာစကိတ်ဘုတ်ကလပ်ရဲ့ပြန်ပွဲလေးဖြစ်တယ်။ရည်ရချက်ကတော့ဒီစကိတ်အားကလာတိုးတက်လာဖို့နဲ့ဒီလူငယ်တွေစကိတ်ပေါ်မှာ ပို့ပြီးတော့စူးစမ်းခြင်းတွေဖြစ်ပေါ်လာအောင်ကျွန်တော်တို့ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါတယ်ခင်ဗျာစိတ်အားသာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီစကိတ်အားသာတချို့တွေမိပါတွေကအနေရှိတဲ့အားသာတစ်ခုလို့မြင်ပေမဲ့ဒီစကိတ်အားသာဆိုတာကျွန်တော်တို့ဒီဆင်းရဲကြလေ့ကျင့်မယ်ဆိုလို့ရှိရင်ကျမ်းမာရေးအတွက်လည်းကောင်းမှုမျိုးနိုင်ငံတကာကိုထိုးပေါက်နိုင်တဲ့အားသာတစ်ခုဖြစ်တယ်လို့ပြောချင်ပါတယ်။ပြန်ပွဲမှာတော့စကိတ်ဝါဒနာရှင်လူငယ်တွေကအပြိုင်ဆင်နွှဲခဲ့ကြပါတယ်။ပြန်ပွဲမှာပအဝင်ရှင်ပြိုင်သူတဦးကသူ့ရဲ့အမြင်ကိုအခုလိုပြောပါတယ်။ကျွန်တော်တို့ဒီ ဆက်ခွန်ရက်နေ့မှာကျင်းပတဲ့ပွဲမှာတော့လူကြီးပွဲမှာပါလာပါတော့လူကြီးပွဲဆိုတာဒီစီနီယာပွဲမှာဆိုတာအချက်ခဲတွေပေါ့နော်ထရိတ်တွေကိုတိုက်တဲ့ထရိတ်တွေလုပ်ပြီးတော့အမှတ်ယူရတယ်ဟာအဲဒီမနက်ပိုင်းမှာတော့ run senior run နဲ့ junior run နဲ့လာလို့ junior run ကတော့လွယ်တယ်ကလေးကလေးပေါ့နော်73နဲ့74နှစ်အောက်ကလေးအဲ့တော့သူတို့ကအပျော်ပေါ့အပျော်ပဲလို့ senior run ကတော့နည်းနည်းခက်တယ်အဲ့လိုဘုံတွေဘွားတွေဆင်းရတယ်နောက်အဲ့လို white တွေတွေ့နေဝိုင်းရတာအဲ့အချိန်စက္ကန့်အနည်းဆုံးလူကပြရတာပေါ့နော် ကျွန်တော်တို့ကတော့အခုနေရင်းကိုဖိနေတယ်။အရင်ရက်နေ့ပိုင်း3နိုင်ကြာကြာစားတယ်။အဲကြရင်တော့ကျွန်တော်တို့ကကဘာသမားတယောက်ကို around 10 minute around နောက်10 minute around နောက် round လောက်ပြီးရင်အခုအကြိုက်ဆုံးအကွက်5ကွက်လောက်ပဲ။ပြီးရင်အာအဲ့အခုဟုတ်တယ်ပေါ့အမှတ်ပေးပြီးတော့ပထမဒုတိယတတိယရွေး။ကလေးတွေပါပါတာကောင်းတယ်လေဒီကွင်းကြီးဖြစ်သွားတယ်နောက်ကလေးတွေလည်းပါလာတော့ကလေးတွေကအခုဆိုစုရည်လည်းရပါတော့သူတို့ဆိုစကိတ်တစ်စီးကဈေးကြီးတယ်လေစကိတ်တစ်စီးကိုတသိန်းခွန်းနဲ့သိန်းတော့ရှိတယ်။အခုပေးတဲ့ price တွေကလည်းအလောက်တန်တယ်။ အခုကျသူတို့စုရတဲ့ရသွားတော့သူတို့နောက်ထပ်ထပ်ကြိုးစားကြတဲ့ရှိလာတယ်ပြီးတော့ဟို new generation တွေပေါ်လာတော့ဗောနော်ဒီ queen ကြီးမှာလည်းတတိပိနဲ့နောက်မြန်မာပြည်မှာလည်း skate ရကလာတို့တက်လာဒီပြိုင်ပွဲကို skate အားကစားနည်းတိုးတက်လာစေဖို့ရည်ရွယ်ချင်းပါတာလို့သိရပါတယ်